သူတို့ကြောင့်မလို့ပဲဘဝမလုံခြုံတာသူတို့ကြောင့်မလို့ပဲဒါလောက်ကင်နေခက်ခဲတာပေါ့နော်ဒီကောင်နေအခုလိုမျိုးကိုကြိုးရှာပြီးတော့တိုင်းမျိုးဖျက်ဆီးနေတယ်ပြည်သူကိုဒုက္ခပေးနေတယ်ပြီးရင်ဒါလှုပ်သမားရှားပါတယ်ဆိုပြီးတော့ပြောရှားမှာပေါ့ဒီကောင်နေစင်နဲ့မြတ်ဒါပေါ်ဒါဆွဲတယ်ညအိခန်ဒီအိမ်ပေါ်ထိပါတက်ပြီးတော့ဒါပေါ်ဒါဆွဲတာမျိုးတွေအတင်းကျပ်ဖန်းစီခေါ်ဆောင်တာမျိုးတွေနဲ့စစ်မှုထမ်းခိုင်းနေတာဘသူကဒီပြည်တွင်းမှာနေကြမှာလဲပေါ့နော် င်္ဂလာပါဒါဒီတစ်ခေါက်လဲဒါသတင်းကောင်းနေရှိတယ်မြေပြင်စုံစမ်းသိရှိရတဲ့သတင်းတွေလဲကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဲပြီးတော့ဒါအရင်ဆုံးတော့ပေါ့လို့ဘဲစားမရောက်လိုက်ဒီကောင်ပြောတဲ့စကားလေးနည်းနည်းပြောကြည့်အောင်ပေါ့နော်ဖီဘောက်ကိုသွားရောက်လောက်ကိုင်းနေလို့ဒါအလုံသမားရှားပါမှုတွေဖြစ်တယ်ပေါ့နော်အဲပြီးရင်ဒါအဲဘဝလုံခြုံမှုအပြည့်ရှိတဲ့ပြည်တွင်းမှာပဲအလုံလောက်ကိုင်းနိုင်ရေးဆောင်ရွက်မယ်ဆိုပြီးတော့မရောက်လိုက်ပြောထားရှိတယ်ပေါ့နော်ဒါကလည်းရည်စရာကောင်းတဲ့ ဒါစကားပေါ့နော်နေကောင်ပေါ့လို့ဘယ်စားပြောတယ်ဆိုတာဒါကြောင့်ပြောတော့ပါဘာလို့လဲဆိုတော့ပြပကိုသွားပြီးတော့လောက်ကန်ရတယ်ဆိုကနေကပြည်တွင်းမှာအဆင်မပြေလို့အဲဘသူမှတော့ပေါ့နော်ကိုပြည်တွင်းမှာအဆင်ပြေတယ်ဝင်ငွေတွေကပိုရတယ်ဝင်ငွေတွေကတခြားနိုင်ငံတွေပိုပြီးတော့အဆင်ပြေတယ်ဆိုရင်ဘသူမှပြပသွားပြီးမလုပ်ဘူးဘာလို့လဲဆိုတော့ပြပမှာသွားလို့ရတဲ့လူတွေရဲ့အခက်အခဲကိုဒါရောက်ဘူးတဲ့လူတွေအကုန်လုံးကသိကြတော်များသိပါတယ်အဲတခြားနိုင်ငံမှာလောက်ရတယ်ဆိုတာသူတို့ရဲ့ဒါသူတို့မလုပ်ရှင်တဲ့အလုံမျိုးတွေကို အဲကိုနိုင်ငံသားတွေကသွားလောက်ရတဲ့အနေထားအဲ့ဒါကြောင့်ဘယ်သူမှမဆိုမလုပ်ချင်ဘူးဒါပေမဲ့အဆင်မပြေလို့မတက်တာလို့သာသွားလောက်ရတဲ့ဟာပေါ့နော်အဲ့ဒါအောင်မှဒီတောင်စားကဒါပြပောက်သွားပြီးလောက်ကင်နေတယ်ဆိုတဲ့ဟာကိုပြောလာတယ်ပေါ့နော်ဟိုဘဝလုံခြုံမှုအတွက်ကိုသူကဒါလုံမယ်ဆိုပြီးပြောလာတယ်သူတို့ကြောင့်မလို့ပဲဘဝမလုံခြုံတာသူတို့ကြောင့်မလို့ပဲဒါလောက်ကင်နေခက်ခဲတာပေါ့နော်ဒီကောင်နေအခုလိုမျိုးကိုကြိုးရှာပြီးတော့တိုင်းပြည်ကိုဖျက်ဆီးနေတယ်ပြည်သူကိုဒုက္ခပေးနေတယ် ြည့်ဒါလုံသမားရှားပါတယ်ဆိုပြီးတော့ပြောရှားမှာဗောဒီကောင်နေ့စဉ်နဲ့မြဒါပေါ်ဒါဆွဲတယ်ဟိုညအိခန်ဒီအိမ်ပေါ်အထိပါတက်ပြီးတော့ဒါပေါ်ဒါဆွဲတာမျိုးတွေအတင်းကျပ်ဖန်းစီခေါ်ဆောင်တာမျိုးတွေနဲ့စစ်မှုထမ်းခိုင်းနေတာဘသူကဒီပြည်တွင်းမှာနေချင်ပါလဲဗောနော်ညအဲ့အကြောင့်မလို့ကိုပဲဒါပြည်ပမှာသွားပြီးတော့လောက်ရတယ်အဲ့တော့ဘွားလုံကြုံရင်အပြည့်ရှိတဲ့ပြည်တွင်းမှာပဲအလုံးလုံးကင်နိုင်ဖို့ဆိုတဲ့ဟာလည်းရည်စရာကောင်းတယ်ဘဝမလုံကြုံဘူးဆိုတာဒီပြည်သူတွေကဒီကောင်နေလုံးလုံးဘဝမလုံကြုံတာသူကနဲ့သူအေးအေးဆေးဆေးပဲနေတဲ့ပြည်သူတွေဗျအဲအဲ့လိုဟာမျိုးကိုဒီကောင်အခုလိုမျိုး အဲပေါ့လိုပေးစားတွေလိုက်လုံနေလို့ပြည်သူကမလုံခြုံတော့တာမလုံခြုံလို့အခုလိုမျိုးတွေတွားရတာပေါ့နော်နောက်တစ်ခုကပြောသေးရဲဒါသူကစစ်မှုတန်းနေကပေါ့နော်ဒါပြည်သူနဲ့တပ်မတော်နဲ့ဂျားထဲမှာပေါ့နော်ပေါင်းကူးဖို့အတွက်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာရှိတယ်အဲပြည်သူကိုပြန်ပြီးတော့စီယုံမှုအဲပြည်သူလူထုရဲ့ထောက်ခံမှုပြန်ရဖို့ပေါ့နော်မရတော့ဘူးဆိုတာလည်းဒီကောင်နေသိတယ်ပြည်သူလူထုရဲ့ထောက်ခံမှုဒီကောင်နေကြာရှုံးနေပြီဆိုတာကိုလည်းသိတယ်အဲဒီကြာရှုံးနေတဲ့ထောက်ခံမှုကိုပြန်ရဖို့အသုံးချမဲ့ကောင်တွေကစစ်မှုတန်းနဲ့ကဲစစ်မှုတန်းနဲ့ သူတို့ဒါစစ်တပ်နဲ့ဒါပြည်သူနဲ့ကြားထဲမှာပေါင်းကူးပေးမဲ့ကောင်စစ်မှုတန်းအဲ့စစ်မှုတန်းကအစပြည်သူကိုစိန်ခေါ်နေတာဘယ်လိုလုပ်အဲ့စစ်မှုတန်းတွေကအစစ်သွေးကြပြီးတော့ဒါတော်လိုင်းရေးတပ်ဖွဲ့တွေကိုရန်သူလိုမျိုးပြောဆိုဆက်ဆံနေတာဘယ်လိုလုပ်အသက်အသက်တွေကကြီးလာပြီအသက်တွေကတင်းချိုင်းကုန်းခြေတစ်ဖက်လမ်းနေပြီတွားတွေကမဆုံတော့ဘူးအဲ့လိုနေထားနဲ့ပြည်သူကိုစိန်ခေါ်နေတဲ့စစ်မှုတန်းတွေကဘယ်လိုလုပ်စစ်မှုတန်းဟောင်းနေရဟုတ်တော့မလား အဲကြတော့ဘလို့မှမဖြစ်လာနိုင်တဲ့အကြောင်းအရာတွေကိုဒီကောင်းလေးစိတ်ကူးရင်ပြီးပြောနေတယ်ပေါလိုပေးစာတွေပြောနေတယ်ဆိုပြီးတော့ပြောရမှာပေါ့နော်အဲဒါကြောင့်မလို့ဒါမင်းအွန်လိုင်းကတော့လုံးဝပေါလိုပေးစာအပြောနိုင်ဆုံးစုရမယ်ကောင်မျိုးလို့ပဲပြောရမှာဗျနောက်တစ်ခုကတော့ဒါငဖဲမြို့နယ်တွေကနေရီကန်စကန်ကိုစစ်ကူလာတဲ့စစ်ကြောင်းပေါ့နော်အဲ့စစ်ကြောင်းကိုလုံခြုံရေးပေးဖို့အတွက်ကာပါဆာ73ကနေပြီးတော့ဒါလမ်းလုံခြုံရေးယူလာတဲ့အဖွဲ့ကိုဒါဒုလိုင်းတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အချိန်မှာကိုရောက်တည်တယ်ကိုလက်ရတယ်ပေါ့နော်ဒါမိုက်တယ်အဲ့ ကိုးရောက်တည်ကိုးလက်ရတာတကယ်တော့မဆန်းဘူးဆန်းတာပါလဲဆိုတော့အယောက်20ရှိတဲ့ထဲမှာကိုးရောက်တည်ပြီးတော့ကိုးလက်ရတာဆိုတော့တဝက်ပြုတ်ပြုတ်ထွက်သွားတာပေါ့နော်အဲတဝက်ပြုတ်ထွက်သွားအဲ့တော့အဲအားရစရာပဲပေါ့နော် ပြီးတော့အဲသူတို့ကလုံချွေးလာယူပေးတာအဲခုနကဒါစစ်ကူလာတဲ့စစ်ကြောင်းကိုလုံချောင်းလို့ဆိုပြီးတော့လုံချွေးလာယူပေးတဲ့ကောင်တွေကအရင်ဆုံးတည်နေတာအဲ့ဒါကြီးကမိုက်တယ်ဒါတပ်ဖွဲ့တွေရဲ့သတင်းရယူနိုင်မှုအစွမ်းပြီးတော့ကြတော့ဘလို့နေရာမျိုးမှာပဲဖြစ်ဖြစ်တိုက်ပွဲဖော်ဆောင်နိုင်မှု ဒါအစွမ်းပေါ့နော်အဲ့ဒါတွေကအရန်စကားပြောလာပြီအခုနောက်ပိုင်းမှာဒါထောက်ခံမှုပြည်သူလူထုထောက်ခံမှုအများကြီးပိုရလာတာနဲ့အမျှအဲစစ်တပ်ရဲ့ဒါသွာလာလှုပ်ရှားမှုတွေအဲစစ်တပ်ရဲ့အတွင်းသတင်းတွေအတွင်းရေးတွေကအစဒါဒေါ်လာရင်းတပ်ဖွဲ့တွေကအချိန်နဲ့တပြေးညီရရှိနေတာရှိတယ်အဲ့လိုရရှိတာတွေကြောက်မလို့လေအခုလိုမျိုးအောင်မြင်မှုတွေရအောင်အကောင့်တွေဖော်နိုင်နေတာဖြစ်တယ်ပေါ့နော်အဲ့ကြတော့ဒီဥစ္စာလည်းအရင်အားရစရာကောင်းတယ်အဲပြီးတော့ခုနကလို့အဲဒီ လုံးဒါစစ်ကူသွားမယ်ဆိုတော့လမ်းကြောင်းကအစရက်တန်သွားမျိုးဖြစ်သွားနိုင်တယ်အာငါတို့လမ်းကြောင်းကိုလုံရွေးယူဝေးမဲ့ကောင်တွေအစတည်နေငါတို့အဆင်မပြေတော့ဘူးဆိုပြီးဒါကြောင့်မလို့လေဒါခုနဟိုနေ့ကဆိုရင်ဒါကြောက်ဖြူဘက်ကိုစစ်ကူပို့တယ်ဗောနော်လေရင်နဲ့ပို့တယ်အဲလေရင်ပို့လို့ရတဲ့နေရာထိပို့ပြီးတော့လမ်းလျှောက်ပြီးတော့ခုနကလိုသွားခိုင်းတာနေမှာပေါ့အဲ့လိုအနေထားမျိုးမှာတော့မှပဲထွက်ပြေးတဲ့ဒါဘုံမှုနဲ့အဖွဲတွေရှိတယ်ပေါ့နော်ဆကားဆဘုံမှုနဲ့အဖွဲရှိတယ်အသေးအံကိုပြန်ပြီးလိုက်ရဆက်စစ်ကူပို့ပါတယ်ဆိုအသေးအံပြန်လိုက်ရနေငါတို့လာကူပါအောင်ကွာပေါ့အဲ့လိုပုံစံမျိုးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကဒါဘမောမှာ ဟိုနေ့ကသတင်းတွေမှာလည်းတက်လာပါတယ်အအဓိကတော့ဒါအင်အား100ကျော်ပေါ့နော်အဲဒီဘက်ဒလိုင်းတက်ဖွဲ့တွေဘက်ကထိမ့်သိမ်းထားနိုင်ခဲ့တယ်ဆိုတဲ့သတင်းပေါ့နော်အဲ့ဥစ္စာမှန်ပါတယ်မှန်ပါတယ်ဆိုတာအဲစစ်ကောင်စီဘက်ကဒါစစ်သားမိသားစုတွေနဲ့နန်းစီတန်တွေဆိုပြီးတော့တည်ရတယ် အဲသူတို့ကအဓိကတော့ဟိုဒီအဖွဲတွေကိုဒီဖွဲတွေကထွက်ပြေးတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လွတ်ပြေးနိုင်တာလွတ်ပြေးလိုက်တာလို့လည်းယူဆကောင်းယူဆနိုင်တယ်ဗောနော်ကျွန်တော်ကတော့ထွက်ပြေးတယ်လို့ပဲယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့အနေထားကတော်တော်ကိုဂျင်းတဲ့ချက်တဲ့အနေထားမှာရှိသမျှအင်အားအတွက်ကိုသူတို့ကလိုနေမှာပဲအဲဒါတော့မှပဲဒီအင်အားတရာကျော်ကထွက်ပြေးလာတယ်ဆိုတော့အဲဥစ္စာကိုဒါဖမ်းပြီးတော့ထိန်းသိမ်းထားတာမျိုးတွေလုပ်နိုင်ခဲ့တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ပြောချင်တာအဲ့လိုမျိုးဂျင်းတဲ့ချက်တဲ့ရောက်လာပြီးဟေးဆိုတဲ့အချိန်ကြရင်သူတို့ရဲ့စစ်ကောင်းဆောင်တွေကသူတို့ရဲ့လက်အောက်ငယ်သားတွေကို အသေးခံခိုင်းဖို့ပဲဦးစားပေးစဉ်းစားတာဗျဘသူမှအသက်ရှင်လွတ်မြောက်သွားအောင်ဆိုပြီးလှုပ်ပေးမယ်ဆိုတာမရှိဘူးအဲသူတို့နဲ့အတူတူအသေးခံမှာအဲအဲ့လိုသူတို့အတွက်အသေးခံမလားအဲအဲ့လိုပုံစံမျိုးတွေပဲစဉ်းစားတာအဲ့လိုမျိုးအတွက်ပဲအသုံးချတာအဲ့ကြတော့လွတ်မြောက်အောင်ပြေးကြပါကျော်လိုင်းတက်ဖွဲ့တွေစီကိုရောက်ရင်အသက်ချမ်းသာရရမယ်မိသားစုနဲ့ပြန်ပြီးတော့တွေ့ဆုံနိုင်ခွင့်ရှိမယ်အခုဆိုရင်တချို့ကသူတို့ယောက်ျားတွေကတေကုန်ပြီသူတို့ကအထက်ထဲမှာနေပြီးတော့သူတို့ရဲ့ ဒါမဆိုင်တဲ့အလုပ်တွေမှာဝင်လှုပ်ပေးနေရအသေးခံနေရတာပေါ့နော်အဲကြအဲ့အနေထားမျိုးတွေဖြစ်နေရဖြစ်တဲ့အတွက်ပြေးကြပါပေါ့နော်ဒါလွတ်မြောက်ပြေးကြပါပြီးတော့နန်းစီတွေကနေပေါ့နော်ဒီချိန်မှာနားလည်သင့်ပါပြီတကယ်တကယ်တမ်းဒါအသက်အန္တရာယ်လုံခြုံအောင်ထားပေးနိုင်တာအာမခံနိုင်တာပြီးတော့ကူညီနိုင်တာဆိုလို့တော်လိုင်းတက်ဖွဲ့တွေပဲရှိပါတယ် အစစ်တပ်ကတော့သူတို့နဲ့အတူတူဆွဲခေါ်သွားမဲ့အနေအထားမျိုးတွေဖြစ်နေတယ်အဲ့တော့နန်းစီရန်အနေနဲ့လည်းဒီချိန်မှာတော့ဘယ်ဟာမှန်ဘယ်ဟာအမှားဆိုတာကိုတေချာလေးနားလည်သိပြီပေါ့နော်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေစီကိုရောက်ပြီဆိုရင်လည်းတော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခမပေးပါနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုတစ္ဆာမဖောက်ပါနဲ့မင်းတို့ကိုမတက်ချင်လို့မင်းတို့ကိုအသက်ရှင်သာခွင့်ရအောင်ဒါကခုနကကုညီပေးထားတဲ့အဖွဲ့တွေအပေါ်မှာတစ္ဆာရှိပါပါပေါ့နော်ဒုက္ခမပေးပါနဲ့တရင်နေပြန်ပို့တာမျိုးထပြေးတာမျိုးတီနီယာတွေပေါက်ကြအောင်လုပ်တာမျိုးအဲနောက်တစ်ခုဒါကုညီနိုင်သမျှကုညီပါပေါ့နော်အဲ့ဒါကတော့ တခြားမကူညီနိုင်ခြင်းတွေပါကိုစားမဲ့တောင်းမဲ့ဟောင်တော့အိမ်ကနေမှာစားပါလို့ပြောချင်တာပေါ့နော်အဲ့လိုလေးတော့လုပ်ပေးကြပါနော်နောက်တစ်ခုကတော့ဒါပကိုးရုံမအတွင်းကဒါအင်အား90ကျော်ပါတဲ့စစ်ကြောင်းကြီးကိုတော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်လိုက်တဲ့ဟာအင်အား30လောက်ပျောက်သွားတယ်ထိခိုက်များသွားတယ်ပေါ့နော်90ပါတဲ့စစ်ကြောင်းတော့အဲ့ဒါကိုတိုက်လိုက်တာ30လောက်ဒါပျောက်သွားတယ်ဆိုပြီးသိရတဲ့သတင်းပေါ့နော်အဲ့အဲ့သတင်းနဲ့ပတ်သက်လို့ကျွန်တော်မြေပြင်မှာမေးထားရလဲရှိတယ်အဲအဲ့အလောင်းတွေကိုပြီးတဲ့တက်ဖွဲ့တွေကတကြိုနေရတယ်ဆိုပြီးတော့လေဒါသတင်းတက်လာပါတော့ဟာအဲ့ဒါကြီးကစားရတယ် ကိုကိုလာတိုက်ဖို့လုပ်တဲ့လူကိုကိုကအနိုင်တိုက်ပြီးတဲ့အချိန်မှာပေါ့နော်ပြန်ပြီးတော့တဂျူပေးရတယ်ဆိုတော့အဆင်ကြီးတွေဖြစ်နေတာစစ်တပ်ကကောင်တွေကအဲ့လိုပဲလုံးဝဖျို့ဖျက်ဖြစ်ပြီးတော့ထွက်ပြေးကြတဲ့အခါမှာကိုရဲ့ရဲဘော်ရဲဘက်ဆိုတဲ့ကောင်မျိုးတွေကိုလည်းအကုန်လုံးပစ်ထားခဲ့တာအဲ့လိုပြုံပုံစံမျိုးတွေကြီးပဲဖြစ်နေတာအဲ့တော့ကျတော့အဲသူတို့စီမှာပေါ့နော်အခုချိန်ထိသူတို့ရဲ့ကိုကြိုးအတွက်လှုပ်ပေးနေပါဆိုတဲ့စစ်သားတွေကိုလည်းကျွန်တော်စဉ်းစားလို့မရဒါမဲ့အဲ့ဟောင်မေးကြည့်လိုက်တဲ့ချိန်မှာဩဒါကြောင့်မလားဆိုပြီးတော့ဒါတိရတဲ့အချက်တွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါတပ်ဖွဲ့တွေကအခုနောက်ပိုင်းမှာ ဒါစစ်တေသာခွဲနှစ်ပေါ့နော်အခုအိုက်ဘက်ချမ်းမှာဖြစ်သွားတဲ့ဟာဆိုရင်အဲအများကြီးပဲပေါ့နော်ဟိုတပ်ဖွဲ့တွေစုပေါင်းပြီးတော့လှုပ်ဆောင်ကြတဲ့အခါမှာအဲတပ်ဖွဲ့နဲ့တပ်ဖွဲ့ချိတ်ဆက်မှုတွေကအားပိုကောင်းလာတယ်အဲ့အချိန်မှာသူက point နေ point နေခွဲပြီးတော့တာဝန်ချတယ်အချတဲ့အချိန်မှာအဲရှေ့ကာလမှာကိုပဲဒီတပ်ဖွဲ့တွေကဒါ3လပိုင်း29ရက်လောက်မှာအာရန်ကုန်ပြည်လမ်းပေါ်မှာထိတက်ပြီးတော့ပေါ့နော်ဒါစစ်ဆေးမှုတွေ ဲဆောင်သမ်းမှုတွေဒါတွေအစလုံနိုင်ခဲ့တာရှိတယ်အဲထိန်းချုပ်နိုင်တယ်ဗောနော်ရန်ကုန်ပြည်လက်မအိပုံမှာကျွန်တော်တပ်ဖွဲ့တွေကထိန်းချုပ်နိုင်တဲ့အနေအထားတွေရောက်လာပြီအဲသုံးမွနယ်မြေတွေပုံစံမျိုးတွေဖြစ်လာပြီဗောနော်အဲအဲ့ဒါကိုဒီကောင်နေအဲစစ်တပ်ဘက်ကကြောက်လဲကြောက်တယ်တီလဲတီတဲ့အခါအင်အားတွေတိုးပြီးတော့ချဖို့လုပ်တယ်နယ်မြေသုံးမွမှုပြန်ယူဖို့လုပ်တယ်အဓိကတော့အဲ့လိုပုံစံမျိုးနဲ့ဒါတိုက်ပွဲဖြစ်တယ်ဗောနော် ဖြစ်စဉ်ကတော့တပ်ဖွဲ့တွေက point နှစ်ခုခွဲပြီးတော့နေရာယူကြတယ်ပေါ့နော် point နေ point နေခွဲပြီးတော့နေရာယူကြတယ်အဲအဲ့လိုအနေထားမှာစစ်တပ်ဘက်ကအင်အားတရာကျော်လောက်ပါတယ်လို့ယူဆရတဲ့စစ်ကြောင်းကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ဖြန့်ပြီးတော့သူကတက်လာတာပေါ့နော်တက်လာတဲ့ချိန်မှာဘလောက်တောင်မှဒီကောင်နေစစ်ရေးအသေးသတိမဲ့အနေလဲဆိုတဲ့ဟာကိုပြောပြအောင်အဲကျွန်တော်တို့တပ်ဖွဲ့တွေနေရာယူထားတဲ့အနေထားတပ်ဖွဲ့တွေတော်တာပေါ့နော်အဓိကတပ်ဖွဲ့တော်တာပါအဲ့လိုနေထားနေရာယူထားတဲ့နေရာနဲ့ပေါ့နော်မီတာ90လောက်ပဲ gain 90ပေါ့နော်အဲ့လောက်ပဲ ဝေးတဲ့အနေထားတိဒီကောင်းနေတက်ချလာတာပေါ့နော်ငိုင်းဆိုင်ငိုင်းဆိုင်နဲ့တက်ချလာပြီးတာနဲ့တက်ဖွဲ့တွေကအပြင်းပြင်းကင်တာပေါ့နော်အဲကင်တော့အဲခုနလိုမျိုးဒါစစ်ကြောင်းပြုတ်တယ်ပေါ့နော်ပြောရရင်တော့ဒါစစ်ကြောင်းတစ်ခုလုံးဖျို့ပြဲဖြစ်တယ်လို့ပြောလို့ရတယ်ဒီတက်ဖွဲ့တွေကရှေ့မှာလည်းအဲ့လိုစစ်ကြောင်းပြုတ်အောင်စုံနိုင်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်အောင်မြင်မှုတွေရှိတယ်ပေါ့နော်အခုလည်းအဲ့လိုပုံစံမျိုးပေါ့နော်အဲပြီးတော့သူတို့လာတဲ့ပုံစံဘယ်လိုလဲဆိုကိုကိုပါတယ်အမြောက်တက်ပါတယ်လက်ယုံတက်တွေပေါ့နော်ချင်းချင်းချင်းများတဲ့လက်ယုံတက်တွေနဲ့ပေါင်းဆက်ပြီးတော့ပါတယ် အဲပြီးတော့ဒါပါစတွေပေါ့နော်ပါစတွေအဲစစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေနဲ့အတင်းအဓမ္မစုဆောင်းခံရတဲ့လူငယ်တွေလည်းပါတယ်ဗျအဲ့လိုမျိုးမထွက်ပြေးနိုင်တဲ့လူငယ်တွေစုဆောင်းခံရတဲ့လူငယ်တွေတေချေပျက်စီးရလဲစိတ်တော်လည်းမကောင်းဘူးပေါ့နော်အဓိကတော့တပ်ဖွဲ့ရေးစီမှာအများဆုံးချိတ်ဆက်ပြီးတော့ကျွန်တော်ကအလင်းဝင်စေခြင်းနဲ့အခွင့်အရေးရအောင်ရှာစေခြင်းနဲ့ပေါ့နော်အခုဆိုရင် အဲသူတို့အခုလိုမျိုးစုပေါင်းဆက်ပေါင်းပုံစံမျိုးကြီးနဲ့လာတဲ့အခါတက်ဖွဲ့တွေကပျော်ပျော်ကြီးချိန်မုန်းတယ်ပေါ့နော်ချိန်မုန်းတဲ့အခါမှာတေချာကြေချာတဲ့အများကြီးပဲပေါ့နော်ကိုကိုဆိုတာလည်းတကယ်ပြောရင်တော့နာမည်ကြီးတက်မှတစ်ခုပဲအဲအဲ့တက်မှလည်းပါသလိုအမြောက် တက်တွေလည်းပါတယ်လယုံတက်တွေလည်းပါတယ်အဲ့လိုစုပေါင်းဆက်ပေါင်းလာတဲ့အစစ်ကြောင်းကိုချိန်မုန်းတိုက်ခိုက်နိုင်တာပေါ့နော်အဲ့ချိန်မှာဒါသူတို့ဒါလိုက်ပြီးရှင်းလင်းတဲ့အခါမှာဘာတွေတွေ့ရလဲဆိုတော့သူတို့ယူလာတဲ့ပစ္စည်းတွေကိုကျွန်တော်အံ့ဩတာပေါ့နော်ဒီကောင်းနေဒါလမ်းတစ်လျှောက်မှာသူတို့စစ်ကြောင်းထိုးလာပါလေဆိုတော့လမ်းတစ်လျှောက်မှာယူလာခဲ့တဲ့ပစ္စည်းတွေကဘာတွေလဲဆိုတော့ ထမိန်အဆုပ်တွေပါတယ်ဒါအမျိုးသမီး3000ပစ္စည်းပေါ့နော်ထမိန်တွေပါတယ်ပြီးရင်ကလေးကစားစရာအယုတ်တွေပါတယ်အဲ့အယုတ်တွေလည်းတို့ယူတယ်ခိုးတယ်ပေါ့နော်အာပြီးတော့ကြတော့ပို့ဆိုးတာခွေးသေးကောင်ပါတယ်ဒီကောင်နေချက်စားဖို့လုပ်တဲ့ဟာမျိုးလဲကျွန်တော်တို့မြင်မိတယ်ပေါ့နော်အဲဒီစစ်တပ်ထဲမှာအဲ့လိုပုံစံမျိုးတွေရှိကြတယ်ကျွန်တော်ရှေ့မှာမြင်ဘူးတယ်တွေ့ဘူးတယ်ပေါ့နော်ကြုံခဲ့ရဘူးတယ်အဲကြအဲအဲ့လိုမျိုးခွေးသေးကောင်ငါအစ ပါလာတယ်ဗောနော်ဒါယူလာတယ်တဲလာတယ်ဆိုပြီးတော့ဒါတက်ဖွဲ့တွေဆီကနေပြီးတော့တဆင့်တိရတယ်ဗောနော်အဲနောက်တစ်ခုကတော့ဒါစိတ်မကောင်းစရာကဘာလဲဆိုတော့ဒါပတ်စတွေဗောနော် ပတ်စတွေပတ်စတွေမိဘတွေသူတို့ရဲ့မိဘတွေလည်းဒါဖြစ်နိုင်ရင်တော့ကိုသားသမီးကိုအမြန်ဆုံးရှောင်တိမ်းဖို့အတွက်ပဲလှုပ်စေခြင်းနဲ့အခုပတ်စတွေကိုရှေ့တန်းတင်ပြီးတော့တိုက်ပွဲဝင်ခိုင်းတဲ့အနေအထားမျိုးတွေမှာဒီပတ်စဆိုတဲ့အဖွဲ့တွေကဘာလုပ်နိုင်ပါလဲ အခုတေကြကြေကြတာပေါ့နော်တေကြကြေကြတဲ့အခါမှာသူတို့စီကနေပြီးတော့တင်းစီရရှိတဲ့စာရွက်စာတမ်းတွေကိုပြန်ကြည့်တဲ့အခါမှာသူတို့ရင်ဖွင့်ထားတဲ့ diary ပုံစံရေးထားတဲ့စာအုပ်စာရွက်လေးတွေတွေ့ရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒါတော်တော်ကိုမကြည်မချမ်းဖြစ်နေတဲ့ဟာလေးရှိတယ်အဲ့ဥစားကိုကျွန်တော်ဒါနောက်နေ့ကြာရင်ဒါဗီဒီယိုတစ်ခုအနေနဲ့ကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဲသူကဘာလဲဆိုတော့ဒီကန်တီအားကြီးကလည်းစိုးလိုက်တာကွာပေါ့နော်အဲဒီလောက်လူတွေအများကြီးတည်းရမှာစိတ်မှုမထမ်းမနေရဆိုတဲ့ဟာကို तू တယောက်တည်း तू သူ့ကိုမှကွက်ပြီးတော့ကြာရလားပေါ့နော် အဲဒါဒေါသလည်းဖြစ်ရတယ်ဗောနော်ပြီးတော့ကျတော့စုတစ်ခုတော့တောင်းမိတယ်ဗောနော်အေးကိုမိမွေးတိုင်းဖာမွေးတိုင်းပြန်ရပါလို့ကြီးဆိုတဲ့ပုံစံမျိုးတွေသူရေးထားရှိတယ်ပြီးတော့တင်တန်းကျန်းတန်းနဲ့ဟာမျိုးတွေရေးထားတယ်အတင်တန်းမှာနေမဲခန်းစားလောက်တာမျိုးတွေတင်တန်းဆရာကသူတို့ကိုအနိုင်ကျင့်တဲ့ပုံစံမျိုးတွေသူရေးထားဆိုတော့ဆိုတော့ချို့နေရာမှာဆိုကိုမီကိုလို့ပါညာအဲ့လိုမျိုးတွေအစားရေးထားဗောနော်အဲအဲ့ဒီတိုင်းတွေကအစားပါတယ်သူတို့မကြည်နဲ့ကြဘူးဗောနော်ပြီးတော့ကျတော့နောက်တစ်ယောက်ဆိုလဲဒါနှစ်နှစ်ဗောနော်နှစ်နှစ်ဆင်းမှုထမ်းခိုင်းတယ်ဗောနော် အဲ့နှစ်နှစ်ပြီးဖို့အမြန်ဆုတောင်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေအဲသူတို့ကဒီနှစ်နှစ်ပြီးသွားရင်အဲသူတို့အတွက်လွတ်မြောက်သွားမယ်လို့သူတို့ကတွေးထင်ထားပုံရတယ်ဗျတကယ်တော့ဒါမင်းအောင်လည်းပြောထားရှိတယ်အရေးပေါ်ကာလအခြေအနေဖြစ်နေတဲ့အတွက်ပေါ့နော်နှစ်နှစ်ဆိုတဲ့တက်တန်းထပ်ပို့ပြီးတော့တာဝန်ထမ်းဆောင်ရမယ်ဆိုပြီးတော့ပြောထားရှိတယ်အဲကြောင့်ငါတို့ကနှစ်နှစ်ပါပဲကွာဆိုပြီးတော့လိုက်သွားတဲ့သူတွေအတွက်ကတော့တကယ်ကန်ဆိုးမှုမောင်ကြလိမ့်မယ်ဘာလို့လဲဆိုတော့တက်ဖွဲ့တွေကအခုနောက်ပိုင်းမှာကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကတော်တော်လေးစူးစီးမှုအားကောင်းလာတယ်အဲအရေးသွေးတွေပို့ပြီးပြေးသွားလာတယ်အတွေ့အကြုံတွေများလာတယ်ပေါ့နော် အဲ့လိုတက်ဖွဲ့တွေကိုရင်ဆိုင်တိုက်ပွဲဝင်ရမှာဖြစ်တဲ့အတွက်ဘလို့မှအသက်ရှင်နိုင်စရာအကြောင်းမရှိဘူးအဲ့တော့ကြတော့နကူကနေကစူဆောင်းခံရပြီဆိုတဲ့ချိန်မှာမပါအောင်လှုပ်ပါရှောင်းတိန်မှာလွတ်မြောက်အောင်ထွက်ပြေးပါတကယ်လို့စူဆောင်းခံရပြီဆိုတဲ့ခါကျရင်လေနိဆက်ရတက်ဖွဲ့တွေနဲ့ချိတ်ဆက်ပါချိတ်ဆက်ပြီးတော့ထွက်ပြေးလွတ်မြောက်ဖို့အတွက်ကိုစူးစမ်းပါနောက်တစ်ခုကကျွန်တော်တို့ကိုလာပြီးတော့ဆက်သွယ်တဲ့ခါမှာလေတိုက်ပွဲဖြစ်ပါပြီဆိုတဲ့အချိန်ကြောင့်မှတော့ကျွန်တော်တို့တွေဘာမှမတက်နိုင်တဲ့အနေအထားတွေရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တက်ဖွဲ့တွေကအစတိုက်ပွဲဖြစ်ပြီဆိုရင်ဝင်တိုက်နေကြရတာလေ အဲကြတော့တလိုင်းတက်ဖွဲ့တွေအားစဝင်တိုက်နေတဲ့အနေအထားမျိုးမှာအခုနလိုပေါ့နော်အဲသူတို့သားသူတို့သမီးဒီလိုမျိုးပါဝါလို့လှုပ်ပေးပါအောင်၊ကုညီပေးပါအောင်၊ထုတ်ပေးပါအောင်ဆိုတဲ့ဟာမျိုးတွေဆိုရင်လောက်ရကန်ရခက်တဲ့အပိုင်းတွေအများကြီးပါတယ်။အဲကြကြီမဖောက်ခင်တိုက်ပွဲမှာဖြစ်ခင်မှာ ကြိုတင်ပြီးတော့ချိတ်ဆက်ပြီးတော့ထွက်ပြေးတာမျိုးကိုကျွန်တော်တို့ပို့ပြီးဖြစ်စေခြင်းနဲ့တပ်ဖွဲ့တွေကကူညီပါတယ်တေချာပေါက်ကူညီတယ်ကျွန်တော်တို့ချိတ်ဆက်တွေလုပ်ပေးနိုင်ဖို့ပဲလိုတယ်အခွင့်အရေးဆောင်ပြီးတော့ရဲရဲထွက်ပြေးနိုင်ဖို့ပဲလိုတယ်ပေါ့နော်အဲ့တော့ထဲထဲမှာအာနာရှင်အတွက်အသေးခံမလားဒါမှမဟုတ်လေတော်လိုင်းတပ်ဖွဲ့တွေဆင်မှာလက်နက်ချအညာခံပူးပေါင်းပြီးတော့ကုမိသားစုနဲ့ပြန်တွေ့ဖို့အတွက်ကြိုးစားမလားဆိုတဲ့ဟာကိုဒါစဉ်းစားစီခြင်းနဲ့ဆုံးဖြတ်စီခြင်းနဲ့ပေါ့နော်တိုက်ပွဲဖြစ်သွားပါပြီဆိုတဲ့အချိန်ကျမှအသေးအံကျုံးနေကြပြီဆိုတဲ့အချိန်ကျမှကျွန်တော်တို့ကိုကူညီတောင်းတဲ့ခါကျရင်ကျွန်တော်တို့လည်း လောကကံရခက်တယ်လို့အဖွဲ့အတွက်ကလည်းဒီတပ်ဖွဲ့တွေကအမခံပြရတာခက်တယ်ပေါ့နော်အဲတော့ကြာအဲ့အပိုင်းလေးတွေလည်းဒါနားလည်ပြကြဖို့ပြောချင်ပါတယ်အဲပုံမှန်ဒါမဖြစ်ခင်မှာကျွန်တော်တို့ကြိုတင်ပြီးတော့ချိန်ဆက်ကြပါပေါ့နော်အဲ့တော့တိုက်ပွဲသတင်းတွေကအရန်ကောင်းတယ်အဲဒီအပိုင်းထဲမှာတော်တော်လေးကိုချင်းနေကောင်းတဲ့အနေအထားတွေတွေ့လာရတယ်ရန်ကုန်ပြည်လမ်းမမျိုးကိုတော့မှထိန်းချုပ်နိုင်တဲ့အနေအထားတွေဖြစ်လာတယ်အဲဘကိုးတိုင်းနောက်ချမ်းဘက်မှာဆိုလည်းဒါတပ်ဖွဲ့တွေပို့ပြီးတော့စူးစူးစီးစီးနဲ့အောင်မြင်မှုတွေယူလာနိုင်တာတွေတွေ့လာရတယ်အဲကြာနောက်ထပ်ပြည်သူတွေအတွက်မျှော်လင့်စရာနေမြေတစ်ခုထပ်ပြီးတော့တိုးလာပြီလို့လည်းပြောရမယ် အဲပြီးတော့ဒါဒါအရခတက်တော် AA လိုမျိုးဒါတက်ဖွဲ့ကြီးတွေစီကတိုင်နီစနစ်တွေရထားတဲ့အဖွဲ့တွေကလည်းအများကြီးရှိသလိုဒါ GNAC ကရှမ်းမြောက်ကမဟာမိတ်အဖွဲ့တွေစီကရထားတဲ့တိုင်နီစနစ်တွေအတွေ့အကြုံတွေကလည်းတော်လိုင်းတက်ဖွဲ့တွေစီမှာအများကြီးဖြစ်လာနေပြီဖြစ်တဲ့အတွက်အောင်မြင်မှုတွေကမလွဲမသွေထပ်ပြီးတော့ရလာအောင်မယ်လို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်